Hello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Kisana Plus ကဝီပဲဖြစ်ပါတယ်ကျွန်မဒီနေ့ဒီဗီဒီယိုမှာဖာချောင်းကိုပြပြပေးမယ်လို့ဆိုလို့ရှိရင်ကျွန်မတို့အလုတ်ပြောင်းကြတဲ့အခါမှာဒါမှမဟုတ်လို့ရှိရင်အလုတ်လျှောက်တဲ့အခါမှာကျွန်တော်အင်တာဗျူးတွေဖြေရတယ်ပေါ့နော်အဲ့တော့အင်တာဗျူးတွေမှာမေးလေးရှိတဲ့မေးခွန်းတွေထဲမှာနံပါတ်1အရေးကြီးဆုံးမေးခွန်းဖြစ်တယ်ပေါ့နော်ငါတို့ကုမ္ပဏီကိုဘာကြောင့်ပေါ့နော်အလုတ်လျှောက်ရတာလဲဒီကုမ္ပဏီမှာအလုတ်လုတ်ချင်တာဘာကြောင့်လဲဆိုရဲပေါ့နော်ကျွန်တော်ဂျပန်လိုပြောမယ်ဆိုရင်ရှီဘိုတိုခီလို့ခေါ်တယ်ပေါ့နော်ဒီမေးခွန်းကိုကုမ္ပဏီတွေတော်တော်များများ မှာမဖြစ်မနေမေးကိုမေးတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီအင်တာဗျူးတစ်ခုလုံးမှာတခြားမေးခွန်းတွေကိုတော့ကိုကကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ပါပြီကို့မှာပြီးတော့ဒီ skills တွေ experience တွေလည်းအများကြီးရှိရဒါပေမဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမွန်မွန်ကျမတို့မဖြေဆိုနိုင်ဘူးပေါ့နော်ဒီမေးခွန်းကိုဖြေတဲ့အခါမှာနည်းနည်းလေးရော်ဝါးဖြစ်တာမျိုးပေါ့နော်နည်းနည်းလေး weak ဖြစ်သွားတာမျိုးဆိုလို့ရှိ ကျမတို့ကိုအင်တာဗျူအာတွေကရွေးချယ်တော့မှမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီမေးခွန်းကို မေးတဲ့အခါမှာအင်တာဗျူအာတွေအင်တာဗျူးမေးတဲ့သူတွေကဘယ်အချက်တွေကိုအဓိကထားပြီးတော့ကြည့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုထဲမှာပြပြပေးသွားပါမယ် အင်တာဗျူအာတွေကဘာလို့ငါတို့ကုမ္ပဏီမှာအလုပ်လုပ်ချင်တာလဲဆိုရဲမေးခွန်းကိုဘာကြောင့်မေးလဲဆိုလို့ရှင်တို့ကဒီအချက်၃ချက်ကိုကြည့်ကြင်လို့ဖြစ်တယ်နံပါတ်၁တစ်ချက်ကတို့ကုမ္ပဏီမှာအလုပ်လုပ်ဖို့အတွက်ဘလောက်တောင်စံနာစိတ်ဆန္ဒကပြင်းပြလဲဆိုရဲအချက်ကိုကြည့်ရဲနံပါတ်၂ကကြတော့ဒီတို့ကုမ္ပဏီကိုဘလောက်တောင်သိလဲပေါ့နော်တို့ကုမ္ပဏီအကြောင်းကိုဘလောက်သိလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့တို့ကသိချင်တယ် နံပါတ်3တစ်ချက်ကကျတော့ဒီကုမ္ပဏီနဲ့အင်တာဗျူးဖြည့်တဲ့လူကပေါ့နော်ဘလောက်တောင် match ဖြစ်လဲဒီ position နဲ့ဒီကုမ္ပဏီမှာဒီ position နဲ့အလုပ်လုပ်ဖို့ဘလောက်တောင် match ဖြစ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီ3ချက်ကိုအဓိကအားဖြင့်ကြည့်ရပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီမေးခွန်းကိုဖြည့်တဲ့အခါမျိုးမှာဒီ၃ချက်ကိုတည်တည်ချာချာကျမတို့ကဒီပြည့်ပြည့်စုံစုံနဲ့ပြောပြနိုင်နေဆိုလို့ရှင်အဆင်ပြေပေါ့နော်အဲ့တော့နံပါတ်၁ သူတို့ကုမ္ပဏီမှာအလုံးလုံးဖို့ဘလောက်တောင်စိတ်ဆန္ဒပြင်းပြလဲဆိုတဲ့အချက်ပေါ့နော်ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ကဥပမာဒီ programmer position နဲ့ IT company တစ်ခုမှာအလုံးလုံးချင်တယ်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာ programmer အလုံးလုံးလို့ရတဲ့ IT company တွေအများကြီးရှိတယ်။အဲ့ဒီတဲတဲကမှဘာလို့သူတို့ကုမ္ပဏီလဲဆိုတဲ့အချက်ပေါ့နော်ဘယ်အချက်ကသူတို့အတွက်အရန် attractive ဖြစ်တာလဲဆွေးဆောင်မှုရှိရလဲဘယ်အချက်ကိုသဘောကျလို့လဲဆိုတာမျိုးကုမ္ပဏီကသိချင်တယ်။အဲ့တော့မှဒါပေါ့နော်ဒီကုမ္ပဏီ ီမှာဘလောက်တောင်သူကစိတ်ဆန္ဒပြင်းပြတယ်ဆိုတာသိရမှာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကဒီကုမ္ပဏီတွေအများကြီးထဲထဲရမှာဘာလို့ဒီကုမ္ပဏီမှာအလုံးလုံးချင်တာလဲဆိုတယ်ပေါ့နော်ကိုရဲ့အကြောင်းပြချက်ကိုတိတိကျကျသူတို့နားလေသဘောပေါက်အောင်ရှင်းပြဖို့လိုတယ် အဲ့တော့နမနဲ့တစ်ချက်ဖြစ်တယ်ပေါ့နော်သူတို့ကုမ္ပဏီအကြောင်းကိုဘလောက်တောင်သိလဲဆိုတဲ့အချက်ကကြတော့နမတစ်နဲ့နည်းနည်းလေးဆက်နွယ်သွားတယ်ပေါ့နော်သူတို့ကုမ္ပဏီမှာအလုံးလုံးချင်းနဲ့စိတ်ဆန္ဒကပြင်းပြမှသာလျှင်သူတို့ကုမ္ပဏီเจ้าကိုသိမယ်သူတို့ကုမ္ပဏီအကြောင်းကိုတိကျ research လုပ်ထားမယ်ပေါ့နော်အဲ့ဒီအချက်နဲ့နည်းနည်းလေးသူတို့နှစ်ခုကကြတော့နည်းနည်းလေးဆက်နွယ်နေတယ်ပေါ့နော်အဲ့တော့ကိုကဒီကုမ္ပဏီရဲ့အကြောင်းကိုကိုကသိတယ်ဆိုတဲ့ဟာမှာ ကိုကဒီကုမ္ပဏီကလာစာပေးရများလို့ဒီကုမ္ပဏီကနာမည်ကြီးတဲ့ကုမ္ပဏီဖြစ်လို့လူကြိုက်များလို့အဲ့လိုအချက်တွေမဟုတ်ပေးနဲ့ပေါ့နော်တတိချာချာဒီကုမ္ပဏီကိုနည်းနည်းလေးထထဲဝင်ဝင်အတိုင်းတာတစ်ခုလျောက်တည်ထားဖို့လိုတယ်အဲ့တွေ့ကြောင့်မလို့ကိုက home page မှာပေါ့နော်ကုမ္ပဏီရဲ့ website ဒီမှာသွားပြီးတော့သူတို့တင်ထားတဲ့ information တွေကိုကိုကဖတ်မယ်ဒီကုမ္ပဏီကဘယ်လိုမျိုးဒီ mission တွေရှိရဘယ်လို vision တွေရှိလဲပြီးသွားလို့ရှိရင်ဒီကုမ္ပဏီကဘာလုပ်ငန်းတွေလုပ်တာလဲတချို့ကုမ္ပဏီကြီးတွေဆိုလို့ရှိရင်သူတို့ကဘယ်လိုလူမျိုးတွေကိုလိုချင်ပါလဲဆိုတဲ့ဥစ္စာမျိုးကိုဒီ home page မှာပေါ့ เนาะဒီလိုမျိုးလူအမျိုးအစားမျိုးကိုလိုချင်တယ်ဆိုတာမျိုးကိုတင်ထားတာမျိုးတွေရှိတယ်။အဲ့တော့အဲ့လိုအချက်မျိုးတွေကိုတိတိကျကျရှာဖွေလေ့လာထားလို့ရှင်ပေါ့เนาะကုမ္ပဏီကတော့ဒီလိုလူမျိုးပုံစံမျိုးကိုလိုချင်တယ်ကိုက ဒီမှာကိုမှဒီသူတို့ပြတို့ပြောတဲ့အချက်တွေထဲမှာကိုကဘလို့အချက်မျိုးတွေရှိနေလဲဆိုတာမျိုးတွေနေပေါ့နော်ဒီ interviewer ကိုကိုကအပီးလူလုတ်ဖို့လိုတယ်ပေါ့နော်ဒီဆွဲဆောင်ဖို့လိုတဲ့အတွက်ကြောင့်မလို့မဖြစ်မနေ interview တခုမဖြေခင်လည်းဒီ company ရဲ့အကြောင်းကိုတတိယချာချာသူ့ရဲ့ home page တွေ website တွေတွေကနေတွားပြီးတော့တတိယချာချာလေ့လာမယ်ရှာဖွေမယ် information တွေကိုကစုစည်းထားမယ်ပေါ့နော်အဲ့နောက်ဆုံးနံပါတ်3အချက်ဖြစ်တယ်ပေါ့နော်ဒီ company နဲ့ကိုနဲ့ကိုက်ညီမှုရှိလားမရှိလားဒီ position နဲ့ကိုနဲ့ကိုက်ညီမှုရှိလားမရှိလားဆိုတာကတော့ကျွန်မက ော့ခုနကတော့နှစ်ချက်ထပ်ပို့ပြီးတော့အရေးကြီးရယ်လို့တော့ကျမထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီကုမ္ပဏီတွေမှာတော်တော်များများမှာပေါ့နော်ဖြစ်တဲ့ပြဿနာဆိုလို့ရှိရင်ကိုကအလုံးမဝင်ခင်မှာပေါ့နော်အလုံးဒီကုမ္ပဏီမှာတော့အလုံးရသွားပြီပေါ့နော်ကိုကဒီကုမ္ပဏီကိုအလုံးဝင်လိုက်တယ်အလုံးဝင်လိုက်တယ်အဆင်ပြေဆိုပြီးတော့အလုံးဝင်ဒါပေမဲ့ကုမ္ပဏီကသွားနေတဲ့ mission တွေပြီးတော့ကုမ္ပဏီရဲ့ခတ်ချီကံပေါ့နော် value တွေကကိုနဲ့မကိုက်ဘူးဆိုလို့ရှိရင်ကိုကအချိန်ကြာ ဒီ environment မှာဒီ company မှာနေနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ company အနေနဲ့ကလည်းဒီလူကအလုပ်လုပ်တာတော့တော်တယ်ဒီ experience တွေကလည်းအလုံးလောက်ရှိတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကဒီ mission တွေသူတို့ရှေ့ရေရှည်သွားချင်နေတဲ့ plan ပုံစံမျိုးတွေကမကိုက်နေဘူးဆိုလို့ရှိရင်အချိန်တစ်ခုကြာလာတဲ့ခါတွေမှာအဆင်မပြေမှုတွေကဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ကဒီ company နဲ့ ကိုနဲ့ kait မ kait ဒီ position နဲ့ကိုနဲ့ kait မ kait ဆိုတာက company တခုတည်းကကြည့်ရမှာမဟုတ်ဘဲနဲ့ interview ဖြည့်တဲ့လူကပါကိုကကြည့်တဲ့လေကျမတော့ထင်တယ်အဲ့တော့ interview ဖြည့်တဲ့လူအတွက်ဆိုလို့ရှိရင်တော့ဒီ position နဲ့ဒီ company နဲ့ကိုနဲ့ kait မ kait ဆိုတာကိုကကိုရဲ့ဒီကိုမှလဲပေါ့เนาะ career plan လေးတခုတိစောက်ထားဖို့လိုတယ်ရေတို့ career plan တခုရေရှည်ပေါ့เนาะနောက်၃နှစ်မှာပါဖြစ်ချင်နောက်၅နှစ်မှာပါဖြစ်ချင်နောက်၁၀နှစ်မှာပါဖြစ်ချင်လဲဆိုတာကိုလေကိုကတိတိကျကျစဉ်းစားထားဖို့လိုတယ်ဥပမာအဖြစ်ပြောရမယ် ယ်ဆိုလို့ရှင်ကိုကဒီ company မှာလက်ရှိ programmer အနေနဲ့ပေါ့နော်ဒီကုတ်တင်ရေးတဲ့ဟာမျိုး program ရေးတဲ့အပိုင်းနဲ့ကိုကဒီ company မှာဒီ programmer အနေနဲ့ဝင်လိုက်တယ်ပေါ့နော်ဒါပေမဲ့ကိုကနောက်ဒီ programmer အနေနဲ့အခုလက်ရှိဝင်နေဆိုပေမဲ့ကိုကနောက်၃နှစ်မှာဆိုလို့ရှင် system engineer အနေနဲ့သွားချင်တယ်နောက်၅နှစ်လောက်ကြာတဲ့အခါမှာဆိုလို့ရှင်ကိုကဒီ manager level 3ကိုကုတ်တင်နေမရေးတော့ပဲနဲ့ manager level 3ကိုသွားဖို့အတွက်ကိုကစဉ်းစားထားတယ်ဒါပေမဲ့ company အနေနဲ့ကကိုကိုနောက်၃နှစ်ပဲဖြစ်နောက်၅နှစ်ထိပဲဖြစ်ကို program ပေါ့နော် programmer အနေနဲ့ပဲလုပ်စေချင်တယ်ဆိုတဲ့အခါမျိုးမှဆိုလို့ရှိရင်ဒီလူမာကဘလောက်ပဲ experience တွေကဒီ company မှာလိုချင်နေတဲ့အချက်တွေနဲ့ပဲတိ အချိန်နဲ့ကိုက်ညီနေအောင်တော့ဗောနော်သူ့မှာရှိရ skills တွေကလည်းဒီ company ကလိုချင်တဲ့ skills တွေနဲ့ဗောနော်ကိုက်ညီနေအောင်တော့သူတို့ဒီနောက်တိဆောက်ထားတဲ့ career plan ကဒီလူကသွားချင်နေတဲ့ career plan ကကုမ္ပဏီကမျှော်မှန်ထားတဲ့ပုံစံအတိုင်းမဖြစ်နေဘူးဆိုလို့ရှိရင်ဒီနောက်၃နှစ်လောက်ကြာမှဒီအလုပ်ထပ်ပြောင်းတာမျိုးတွေဖြစ်လာနိုင်တယ်ဗောနော်အဲ့အတွက်ကြောင့်မလို့နှစ်ဦးနှစ်ဖက်လုံးကဒီနေရာမှာ match ဖြစ်လားမဖြစ်လားဆိုတာကိုဒီ interview တစ်ခုမှာဟာကို confirm လုပ်ဖို့လိုတယ်ဗောနော်တစ်ခုကကြာတော့ဒီကုမ္ပဏီရ ရဲ့ mission တွေပြီးတော့ company ခကြည့်ခံလို့ခေါ်တဲ့ value တွေဟာရောကိုယ်နဲ့ဒီလိုမျိုးကိုက်ညီမှုရှိလားမရှိလားဆိုတာလည်းသိဖို့လိုတယ်ပေါ့နော် company ကဒီနောက်နာကမှ company ကဒီလိုပုံစံမျိုးတွားချင်တယ်ဒီလိုပုံစံမျိုး level အထိဖြစ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးတွေသူတို့မှချိကြတယ်ပေါ့နော် mission လေးတွေရှိကြအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကိုကဒီထဲမှာဝန်ထမ်းတွေထဲမှာကိုကဝန်ထမ်းတယောက်အနေနဲ့ပေါ့နော်ဒါတော့သူတို့တွေနဲ့တင်ကြီးတညွတ်တဲ့ဒီလို company ဖွံ့ဖြိုးတိုးတက်လုပ်ချင်တယ်ဆိုရယ်စံနာကိုကိုကသူတို့တွေနဲ့ထပ်တူကြလားမကြလားဆိုတာလည်းဒ ဟိုအရေးကြီးတယ်ပေါ့နော်ဒါပေမဲ့တချို့တွေကဆိုလို့ရှိရင် company တစ်ခုမှ deposition နဲ့ဒီလစာရနိုင်ပြီးတော့ဒီချက်တွေကအရင်မရေးအရေးမကြီးပါဘူးဆိုပြီးတော့ထင်ကောင်းထင်တဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကိုက career plan တစ်ခုတည်ဆောက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီ company မှာဒီလိုမျိုးပုံစံမျိုးနဲ့ဝင်မယ်နောက်ထပ်ဒီ9နှစ်6နှစ်9နှစ်10နှစ်မှာဆိုလို့ရှိရင်ဒီလိုမျိုး level တစ်ခုပေါ့နော်ဒီလို position မြင့်တဲ့ level တစ်ခုကိုရောက်တဲ့အခါမျိုးမှာဆိုလို့ရှိရင် company ကသွားနေတဲ့ mission တွေခက်ချစ်ကံတွေကကိုက်ညီနေမှာကိုကဒီ level တစ်ခုကိုသွားတဲ့အခါမျိုးမှာလည်း အဆင်ပြေမှာပေါ့နော်အဲ့ဒါကြောင့်မို့ဒီချက်ကလည်းအရေးကြီးပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင် ကျွန်မကဒီ company အင်တာဗျူးတွေဖြေတဲ့အခါမှာဆိုလို့ရှိရင်ရှီဘိုဒိုခီလို့ခေါ်တယ်ပေါ့နော်ဒီကုမ္ပဏီတို့ company ကိုဘာကြောင့်အလုံးလျှောက်ရရလဲဆိုရဲမေးခွန်းနေမေးတဲ့အခါမှာမျိုးဆိုလို့ရှိရင်ဘယ်လိုမျိုးအချက်တွေကိုထည့်သွင်းပြီးတော့စဉ်းစားတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာပြပြပြီးသွားတာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာအားလုံးပဲပြန်တွေ့မယ် bye bye